ချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လေခင်ဗျာခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့ရဲ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာတက်လာတဲ့သတင်းတူသတင်းကောင်းတွေကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ် Okay နောက်ပိုင်းကြရင်လဲပေါ့နော်မနက်နဲ့နေ့လယ်ပေါင်းပြီးမှဒီလိုနေ့လယ်ပိုင်းအချိန်မှာတင်ဆက်ဖို့ရှိပါတယ်နော် Okay သတင်းဗီဒီယိုတွေမကြည့်ခင်မှာလိုရေးတူရှင်သတင်းတူးလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ထမဆုံးတရင်တပုတ်ကတော့မြို့သားခင်ဦးနဲ့မုံရလာမှရှိတဲ့ကြွေရများကိုစစ်ကြောင်းထိုးလာတော့စစ်တပ်ရင်နှန်းနဲ့တက်ဆွဲထားတရင်များကိုတိုက်ခိုက်မှုစစ်သားငါးဦးမျိုးစားဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့မန္တလေးတိုင်းမြို့သားမျိုးအတွင်းစစ်ကြောင်းထိုးရန်ထွက်လာသောစစ်သားများကိုလည်းနဲ့ကြီးများဖြစ်ပြစ်ခတ်တိုက်ခဲ့ရာစစ်သားငါးကောင်မျိုးစားဖြစ်ပြီးစံကားဦးထဲတရင်ရရှိခဲ့ကြောင်းဒီကိုချက်တဲ့ကသတင်းပြပို့ထားလို့သိရတယ်။အဲ့တော့မြို့သားမြို့မှာရှိတဲ့ထထောင်းမင်ကြီးရဲ့ကိုစစ်ကြောင်းထိုးရန်ထွက်လာတော့အချမ်းမက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များက60မမလည်းလက်ကြီးများဖြင့်ပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်နော်အဲ့ဒီမှာတော့ချက်ဖက်စစ်ကောင်စီမင်းအောင်လိုင်းဖွဲ့ပြီး9កောင်မျိုးစားဖြစ်သွားတဲ့တဲ့ဖြစ်ပါတယ်နော် ။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကျုပ်ပင်ကောင်မြို့အဝင်စစ်တပ်စစ်စီရေးကိကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားရဲနဲ့ပြူစော်ဒီငါးဦးတေဆုံးကလက်နက်အချို့ပါတင်းစေရမိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒါကတော့ကျုပ်ပင်ကောင်မြို့ဝင်အဝင်အချမ်းဖက်စစ်တပ်ကိကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားရဲနဲ့ပြူစော်ဒီငါးကောင်မျိုးစားဖြစ်ပြီးလက်နက်အချို့တင်းစေရမိခဲ့ကြောင်းတရားဝရီခရိုင်စစ်ရေးသတင်းမြို့ကသတင်းပို့ထားတယ်လို့သိရပါတယ်။ထို့တိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်တပ်ကဂိတ်စခန်းအတွင်းမှာရှိတဲ့စစ်သားရဲနဲ့ပြူစော်ဒီငါးကောင်နဲ့လက်နက်အချို့နဲ့ ရရှိခဲ့ကြောင်းတင်ရရှိတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လိုင်းရေးပုံမှာပြန်လဲစစ်ခွာနိုင်ခဲ့ကြောင်းလည်းသိရတယ်ပေါ့နော်အဲ့ဒီဂိတ်ကတော်တော်ဆိုးတဲ့ဂိတ်လို့လည်းပြောတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးရှင်းပြတဲ့အတွက်ပြည်သူတွေကအောက်မှာ comment တွေမှာဝန်သားတဲ့အကြောင်းကြီးတာတွေ့ရပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ပဲလောကလေလံမှုကြီးဖြည့်ရှင်းပေးရေးနိုင်ငံ ပီဒေတုဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကရော့ချစ်သိန်း2500အစူတော်ယုံလင်းနဲ့လူမိုက်ဝင်းထွတ်ဝင်းကိုသိန်း1000ကြည့်မြတိုင်း5စီးမှလူမိုက်ကျော်ကျော်ကိုသိန်း800ပေးခဲ့တော်လဲဖြည့်ရှင်းပေးခဲ့ခြင်းမရှိဆိုတဲ့သတင်းဖြစ်ပါတယ်ဗျအဲ့ဒါတော့ခစ်တက်မှာတက်လာတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့မြမပီတွင်မှာပဲစီကွက်နဲ့ပတ်သက်ပြဿနာတက်နေအားလုံးလည်းသိပါတယ်နော်အဲ့တော့မြမပီတွင်ပဲစီကွက်အတွက်အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ပဲလောက်ကလင်းလင်းမူကြီးကိုဖြည့်ရှင်းပေးရေးပီဒေတုဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုလက် လက်ငွေကရောချီချက်ငွေချက်3500ဆိုတော့ယုံလေးနဲ့လူမိုက်ဝင်းထုတ်ဝင်းကိုငွေချက်3000ကြည့်မြင်နိုင်5ဈေးမှလူမိုက်ချော်ချော်ကို3800ပေးခဲ့တော့လဲဖြည့်ရှင်းပေးခဲ့ခြင်းမရှိတကယ်တော့ပြေလည်မှုလည်းမရှိခဲ့ကြအောင်လေးလေခံရသောမဟာနဒီ trading trading company မှ director ကိုရဲမင်းလွင်ကသတင်းပို့ထားရလို့သိရတယ်။အဲတော့2023 2024ခုနှစ်တွင်မဟာနဒီ trading company ကပဲကုန်တဲ့တူဦးဖြစ်သော Zoomin သက်ခခွေးစောစောထံတွင်မှတ်ပဲတန်းချီ1200တန်မှုရှိပဲများကိုအမေရိကန်ဒေါ်လာတန်းချီပေးဝယ်ယူခဲ့ပြီးလောင်ထားခဲ့ကြအောင် မြန်မာငွေအဖြစ်သိန်းကြီးပေါင်းတသိန်းခွဲတန်ဖိုးရှိကြောင်းထို့သို့ဝယ်ယူချိန်ကမှတ်ပဲဈေးနှုန်းမှာ26သိန်းဝန်းကျင်သာရှိခဲ့ကြောင်းရင်းနောက်မှတ်ပဲဈေးမှာ40သိန်းခွဲဖြစ်သွားချိန်မှာပဲနဲ့ငွေများလုံးဝပြောင်းမပြောင်းလင်းလေသွားခဲ့ကြောင်းထို့ကြောင့်ငွေလင်ခံရမှုအတွက်ငွေကြီးများပြောင်းလဲရရှိရေးအတွက်ပြည်ထရေးဒုဝန်ကြီးဘူဂျိုအောက်ချောမတ်ဆင်ဆက်တွေ့ငွေပြန်လည်ရရှိစူးစမ်းခဲ့တော့လေကရော့ချင်း3500ကုန်သွားခဲ့တော့လေဖြည့်ရှင်းပေးမှုမရှိခဲ့ကြောင်းရေးမင်းလေးမှပြောရဲဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ချမ်ပတ်စစ်ကောင်စီ အုပ်ချုပ်နေတဲ့အောက်မှာနေတဲ့ဘဝတွေကိုကြည့်လိုက်ပါတော့။ဒီလိုမျိုးလုပ်ငန်းရှင်တွေတောင်မှတုံးစားလို့မရတဲ့အနေအထားမှာဖြစ်ကုန်ပါပဲနော်။အဲ့တော့ဒီရဲ့ဒီပဲပဲပြဿနာတော်တော်လေးကိုကြီးနေရလဲတွေ့ရတယ်။ဒီမှာဆိုရင်ပေါ့နော်ဒီဒီဘိုးချုပ်ကြီးတွေကိုလက်ထိုးပြီးတော့ဒီကိစ္စဖြေရှင်းဖို့ပြောတာလည်းမင်းရဘူးနော်လူမိုက်တွေကိုပြောရလဲမင်းရဘူးတော့သူ့မှာအားကိုးရမဲ့အဲ့အတွက်ခေတ္တကိုလာပြီးပြောတယ်ထင်ပါတယ်နော်အဲ့တော့ဘယ်လိုပဲပြောပြောမင်းအောင်လည်းလက်အောက်မှာရှိနေရင်တော့တိုင်းပြရတော့နော်ရစရှိမှာမဟုတ်ပါဘူးနော်ဒီပုံစံမှာပဲ။ ကဲနောက်တဲ့သင်တန်းဘုတ်ကတော့ဒီတရုတ်နဲ့ဂျပန်ကြားမှာစီးတင်းမှမှုတွေဖြစ်နေတာအလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့ဒီတော့တရုတ်နဲ့ဂျပန်စီးတင်းမှောက်ဖြစ်တဲ့အချိန်မှာတရုတ်ဘက်မှာရက်တီလိုက်တယ်ဗောနော်ဦးဘိုးဟင်းမျိုးစစ်တင်းသားစတက်တက်လေးသဘောကျလို့ဗောနော်ကျွန်တော်ဖျက်ပြပေးပါမယ်ကျွန်တော်စစ်အရာရှိဟောင်းတယောက်ပါတဲ့တရုတ်ဥဆောင်တော့ဖက်စစ်ဂျာဖြန့် မာဖီးယားဂိုင်းကြီးတွေနဲ့တရုတ်မွေးစားသားမင်းအောင်လိုင်းကိုရာဇဝတ်ကောင်တွေကိုအရေးယူနိုင်ဖို့ဂျပန်နိုင်ငံစစ်အင်အားကြီးထောက်မှရမယ်တဲ့။ဒါကြောင့်ဂျပန်ကိုကြိုဆိုပါတယ်မြန်မာပြည်ကဖက်စစ်စနစ်အမြင့်ပြတ်ဖို့ဒီမိုကရေစီဂျပန်စစ်တပ်ရဲ့အကူအညီလိုအပ်တယ်ဆိုပြီးမှစစ်တပ်တင်ထားတွေ့ရပါတယ်နော်။အဲ့တော့ဘာပဲပြောအခုချိန်မှာဆိုရင်တရုတ်ဝင်ရောက်ဆွတ်ဖက်နောက်ရှက်ပြီးမှမနော်။မြန်မာနိုင်ငံထဲမှာမှွေနေလို့ကျွန်တော်တော်လိုင်းရအစတော့ထိခိုက်နေတဲ့အနေအထားဖြစ်ပါတယ်။တရုတ်တာမပါဘူးဆိုရင်ကျွန်တော်တို့တော်လိုင်းရ ပြီးတော့တော့ပါပြီเนาะအခုဆိုရင်တရုတ်ရဲ့ဒီဝင်ရောက်နောက်ရှက်မှုတွေအချက်မဲ့မင်းအောင်လိုင်းကုညီမှုတွေကြောင့်ကျွန်တော်တို့တော်လိုင်းရဲ့မကြသေးမဲ့ကြပြီးမှမကြဆုံးတဲ့ရဲဘော်သူရဲကောင်းတွေအများကြီးကြဆုံးနေရတာဖြစ်တဲ့အတွက်ပေါ့เนาะတကယ်ပဲတရုတ်ကတော့ဒီရာဇဝင်ကြွေးလို့တော့ပြောလို့ရတယ်ပေါ့เนาะတရုတ်ကတော့ကျွန်တော်မြန်မာပြည်သူနဲ့ပတ်သက်လာရင်ဒါတမိုင်းမှာအဆုံးအထင်းတစ်ခုဖြစ်သွားပါပြီเนาะ ကဲနောက်တစ်စင်တဲ့ဘုတ်ကတော့ UNG ဝင်ကြီးချုပ်ရောအတွင်းဝင်နဲ့ပတ်သက်တဲ့ကိစ္စအတဲ့အဲ့ဒီမှာအလုပ်လုပ်ခဲ့သူ၄ဦးနဲ့မနေ့ကရောဒီနေ့ပါတနေ့ကုန် on the record interview ပါတယ်ဒီကြားထဲမှာလည်းဝင်ကြီးချုပ်ရောနဲ့ပတ်သက်လို့ off the record live မေးဖြစ်ပါတယ်ကြားရတာတွေကအန်အော်ကိုနိုင်ဖွဲ့ကြီးကြီးဒီလောက်တောင်ပဲလာလို့တိုက်ရတဲ့အထိပဲဆိုပြီးမှဒီကိုမရက်ကျော်သူတင်ထားတဲ့စတီလေးဖြစ်ပါတယ်နော်အဲ့တော့အားလုံးဒီအတိုင်းပဲ UNG အတွင်းဝင်နဲ့ပတ်သက်တဲ့ငွေကြေးရှုပ်တော်ပုံကြီးပေါ်လာပြီးတော့ပိုင်းမှာပြည်သူကြီးတော်တော်စိတ်ဝင်စားနေတာဖြစ်ပါတယ်အဲ့မှာဒီသတင်းထောက်ကိုပြတ်ကျော်သူကလည်းဒီ ခံခဲ့ရတဲ့သူတွေကိုအင်တာဗျူးထားတဲ့အခြေအနေလေးတွေ့ရပါတယ်နော်ဒါပေမဲ့ဒီဗီဒီယိုကတော့ဒီနေ့မှတက်လာမယ်လို့တော့ထင်တယ်ပေါ့နော်အင်တာဗျူးဗီဒီယိုတက်မလာသေးဘူးဒါပေမဲ့သူစတိတက်လေးရေးဖတ်ပြတာပေါ့နော်ဒီမှာဆိုဆက်ပြီးတော့ရေးထားတာဆိုရင်ဝင်းကြီးချုပ်ရုံးဆိုတာအင်ကာစင်အရဆိုရင် IUG မှာဒုတိယဖြစ်တယ်သူ့အထက်မှာတမရအယူမဲ့ရှိပါတော့တယ်တဲ့ ဒါပေမဲ့ဖွဲ့စည်းပုံကြီးကတမရဟာအပြတ်တက်တက်တာဖြစ်ပြီးတော့တကယ်ပါဝါရှိတာကဝင်းကြီးချုပ်ယုံပါဒါကြောင့်ဒီနေ့မှာဝင်းကြီးချုပ်ယုံကအခေရလုံးမှတ်ယူရပါတယ်ဒီယုံကိုဦးစီးထားသူကိုရိုင်းရဲ့ပြောစကားတွေကဝင်းကြီးချုပ်ယုံဆိုတာတော်လိုင်းရဲ့ဥချဥရှောင်းတော်လိုင်းရဲ့ဘိုးချက်ဒီဘိုးချက်ကမိသားစုလုပ်ငန်းကြီးဖြစ်ခဲ့ဖြစ်နေခဲ့တာကိုအနည်းဝင်းကျင်ကရောကြံဝင်းကြီးဌာနတွေရောယုံတွေဝင်းကြီးတွေကရောတည်နေခဲ့ကြတယ်ဆိုတာကိုလည်းသဘောပေါက်ပါတယ်တချို့ကဆိုခုတိုက်ကြတာတည်းဆိုးရတာတော့ဖြစ်ခဲ့တယ်လို့ကြာပြီလို့ဆိုပါတယ်တဲ့ဒါကြောင့် NG ထိပ်ပိုင်းဟာဖြစ်ချင်တိုင်းဖြစ်နေပြီး လို့ကျွန်တော်ကမြင်ပါတယ်တဲ့ဒီမှာတစ်ခုရှိတာကဝင်းကြီးချုပ်ရုံမှာဒီလိုဖြစ်နေတာကိုတက်တွေတွေနဲ့လည်းရနေပြီတကယ်အစ်စ်စ်ခံမဲ့သူတွေလည်းရှိနေပြီဒါကိုဘသူကရေးယူမလဲရေးယူရဲသလားဆိုတော့မေးခွန်းပဲဖြစ်ပါတယ်ပေါ့နော်တမရယုံကိုလိမ့်မှုပြီးတိုင်နေတိုင်နေစာကအတိုင်ခံရသူတွေလူတွေစီရောက်သွားတယ်တခါတော့ကလည်း FOEIM ကိစ္စမှာစုံစမ်းတဲ့ကိစ္စကိုအတွင်းဝင် group ကနေတစ်ဆင့်တိုင်ကြားခံရတဲ့သူစီတန်းပို့လိုက်တာဖြစ်မှုတယ်ဒီလိုဆိုရင်မလျော်အော့စာတုံးတာတွေအဂတိကိစ္စတွေအလွဲသုံးစားမှုတွေကိုဘယ်လိုတိုင်ကြားမလဲဘသူကိုယုံရမလဲ ခုကိစ္စဟာတော်လိုင်းရင်းနဲ့ဆိုင်တဲ့အဖွဲ့တွေရဲ့မရောကံမှုတွေကိုပြည်သူတို့က UNG ကိုတိုင်တာမဟုတ်ပဲ UNG ထဲကဝန်ကြီးချုပ်ရုံးမှာလုပ်ခဲ့သူတွေက UNG ကိုတိုင်ကြတာဖြစ်ပါတယ်ဒီတဲ့ပို့ခိုင်ပါတယ် case မျိုးရှိနိုင်တော့မယ်မထင်ပါဘူးတဲ့တိုင်ကြသူတွေကခုံရုံးနဲ့စစ်ဆေးဖို့တပ်တွေတွေပြဖို့အဆင်အသင့်ဖြစ်နေကြတာကိုတွေ့ရတယ်အခုချိန်ဒီဘာမှအခုချိန်ဒီဘာကူမှမကြရသေးဘူးလို့ဆိုပါတယ်တဲ့ ဒီလို UNG တွေကလူတွေရဲ့တိုင်ကြားမှုတွေတောင်ဒီလောက်အထိဆိုရင်လူတွေရဲ့တိုင်ကြားမှုတွေဘလို့အခြေအနေရှိလိမ့်မလဲစဉ်းစားကြည့်လို့တော့မရနိုင်ပါဘူးတဲ့ဘသူကရေးယူမလဲဘသူကရေးယူတယ်လဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်လာမယ့်ရက်ထဲမှာဝင်းတောင်း၄ဦးစလုံးနဲ့အင်တာဗျူးကျွန်တော် YouTube မှာပြည့်စုံတင်ပေးပါမယ်ဆိုပါကိုမြတ်ကျော်သူကတင်ထားဖြစ်ပါတယ်နော်အဲ့တော့ဒီ UNG ရဲ့အရှုပ်အထွေးနဲ့ပတ်သက်ပြီးတော့ဒါကတော့ဖြည့်ရှင်းမှပဲရတော့မယ့်အခြေအနေဖြစ်နေပါပြီနော်တတိုင်းပြည်လုံးနဲ့တည်နေပြီအဲဒါပေမဲ့သူတို့ကဘသူကရေးယူရမလဲဆိုတဲ့ခါကျတော့မေးခွန်းထုတ်စီရပါနော်အဲ့တော့ UNG ထဲမှာတချို့ ဘယ်လိုလဲကိစ္စတွေမှာကျွန်တော်တို့ပြည်သူလူထုကလုံးဝအားမရတာအမှန်ပဲပေါ့နော်အဲ့တော့ဒီလိုကိစ္စတွေကိုဖြစ်စေနိုင်တဲ့ဒီဝင်ကြီးချုပ်ရုံးကလူတွေပေါ့နော်ဒီလိုကောင်တွေကအခုချိန်မှာဆိုဒီလိုတကယ်အပြစ်မှုကျွန်းလွန်းတာမှန်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 ဖြေရှင်းဖို့ကတော့တင့်နေပါပြီနော်အဲ့တော့ဒီဥစ္စာကတကယ်ပဲပြည်သူလူထုစောင့်ကြည့်အောင်ဖြစ်ပါတယ်ဒီအပေါ်မှာတို့ကမဖြေရှင်းပေးခဲ့ဘူးဒီလိုပဲပေါ့နော်ရိုးရိုးနဲ့ပဲကြော်သွားမယ်ဆိုရင်တော့ပြည်သူလူထုက ဒီ AUG နဲ့ပတ်သက်လာရင်ဘလို့မှကိုလေးစားမှုလည်းရှိမှာမဟုတ်တော့ဘင်းဘယ်သူမှလည်းယုံကြည်မှာမဟုတ်တော့ပါဘူးเนาะအဲ့တော့ပီတီလူလူယုံကြည်မှုလိုချင်နေဆိုရင်တကယ်ပဲပြည်မှုကျွလွန်တဲ့သူတွေကိုဖယ်ရှားပြီးမှအရေးယူနိုင်ဖို့လိုပြီးမှတကယ်ပဲဟိုတော်လန်ရေးဥဆောင်ဖြစ်ဆက်နေမယ်ဆိုရင်တော့တော်လန်ရေးနဲ့ပတ်သက်တဲ့အရာတွေပေါ်မှာဒီဇိုင်းပဲလုပ်ဆောင်ဖို့လိုပါတယ်เนาะ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ BJ ပိုင်နေပြည်ရွှေကုန်းကမှာစစ်ကော်မရှင်တက်နေ BJ တို့ပူပေါင်းပြီးကြားဖြတ်နေနေမှု6ရက်အတွင်းနိုင်ငံသားသား1540ဦးဖမ်းမိဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ KNB နဲ့မြောက်ရီမြို့မှာရှိတဲ့ BJ ပိုင်နေပြည်ရွှေကုန်းကဒေတာမှာနိုဝင်ဘာလ18ရက်နေ့မှာစတင်ပြီး6ရက်ကြာလှုပ်ဆောင်ခဲ့တဲ့ကြားဖြတ် online online ငွေလိန်ခိုင်းတင်းတင်းရေးစစ်စင်ရေးနိုင်နိုင်ငံသားသား1540ဦးကျော်ကိုဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာန The Reporter ကသတင်းဖော်ပြထားပါတယ်။အဆိုပါနေနေရေးကိုစစ်ကော်မရှင်တက်နေစစ်ကော်မရှင်လက်အောက်ခံ KNB ကြားဆောင်တက် BJF တို့ကပူးပေါင်းဆောင်ရွက် ဲ့ခြင်းဖြစ်ပြီးဖန်ဆီးရမိသည့်ပစ္စည်းများအဖြစ်ကွန်ပျူတာဆက်ပစ္စည်း3000ကျော်နဲ့လက်ကင်ပုံ1000ကျော်ကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အာဒီကွန်ပျူတာပစ္စည်းတွေဒီဖုန်းတွေကိုဖန်ဆီးရမိပြီးတော့လက်ကျိတ်ဆက်တွေကြိတ်ပြနေတာတွေ့ရပါတော့အဲ့တော့ဖုန်းတွေကွန်ပျူတာတွေကဒါတွေကကြားဖြတ်နေလားသူတို့ဖြည့်စီတာနဲ့ကြားဖြတ်ပျောက်သွားမှလားဆိုတာလေမေးစရာပေါ့နော်အဲ့တော့ဒီမေးခွန်းကိုကျွန်တော်တို့မေးတာပုံပင်နေခုဆိုရင်ဘောမကျွန်မမျိုးကိုလည်းမေးတဲ့ဟာလေးပေါ့နော်နားအောင်ကြည့်လိုက်အောင်သူဘာတွေပြောထားလဲဆိုတာဘောကဘာလဲဆိုတာဖုန်းလေး ဒါဖုန်းလေးဖုန်းလေးကိုတန်းစီထားတာလည်းမဟုတ်ဘူးဒီဖုန်းလုံးအောင်များစွာဆိုတော့ကြားဖြန့်ကိုဖမ်းပါတယ်လို့ကြားဖြန့်ကိုတိန်နှင်းပါတယ်လို့အာရာဘိုင်ဖွဲ့စည်းတဲ့ဂျင်ညာတယ် BGF ကဂျင်ညာတယ်အကုန်လုံးပေါ့ဗျနိုင်ငံကဂျင်ညာတယ်ကျွန်တော်ကြည့်လိုက်တာပေါ့နော်ဒီနေ့တော့ငိုတန်းမနေ့ကညငိုတန်းနေကျွန်တော်ကြားရတယ်ငိုတာဗျာတနာပါတယ်ငိုတာဆိုတာဗျာနော်ကျွန်တော်တို့လမ်းကြိတ်စကြီးနဲ့မကြိတ်ပါနဲ့လမ်းကြိတ်စနဲ့မကြိတ်ပါနဲ့ကျွန်တော်တို့ပါကျွန်တော်တို့မှားပါပြီနောက်ညောင်နောက်တော့ကျွန်တော်တို့ကြားပြန်မလို့တော့ပါဘူးခင်ဗျာဆိုပြီးငိုတာကျွန်တော်ငိုတာသူတို့ငိုတာလေးကြည့်ပြီးတော့တနာလိုက်တာဆိုတော့ငိုတဲ့သူတွေကဘယ်သူတွေထင်လဲ လမ်းကျိစနဲ့ကြိတ်ခမ်းလို့ငိုရတယ်ပြုသေးတယ်။ကြားပြနေနေရင်ဆိုပြီးတော့လမ်းကျိစနဲ့ကြိတ်ခမ်းလို့ငိုရတယ်ပြုသေးတယ်။ရွေ့ပြီရွေ့ပြီ။လူတွေမဟုတ်ကွန်ပျူတာတွေနဲ့ဖုန်းတွေကြားပြနေနေလဲဆိုပြီးတော့ကွန်ပျူတာတွေနဲ့ laptop တွေကိုဖုန်းတွေကိုနော် laptop တွေကို laptop တွေကွန်ပျူတာ desktop တွေဖုန်းတွေကိုလမ်းကျိစနဲ့ကြိတ်ပြလိုက်တာ။အဲကြားပြနေနေတာလေ။ကျွန်တော်စဉ်းစားတာ။အော်ကြားပြအဲ့လိုနေနေရတာလားပေါ့နော်။ကျွန်တော်စဉ်းစားနေတာ။ကြားပြအဲ့လိုနေနေရင်ကြားပြပျောက်သွားပါလား။ ကျွန်တော်လိုက်မမိဘူးအဲ့ဒီအုံနောက်တွေနဲ့အဲ့ဒီအတွေ့ကောလုံးဆောင်ချက်တွေကျွန်တော်လိုက်မမိဘူးတကယ်လိုက်မမိတာခဏတကယ်ကိုဗျာတကယ်ကိုဗျာအင်္ဂါကျော်ကလာတဲ့အုံနောက်များလာပဲမသိဘူးအင်္ဂါကျော်ကတကယ်ကိုဆက်ကြရတာအပြင်ဘက်ကများရောက်လာတဲ့အုံနောက်လာမသိဘူးဒီဖုန်းတွေကွန်ပျူတာတွေကိုလက်ကြည့်စက်နဲ့ချိန်ပြီးခြေမောက်ပလိုက်လို့ရှိရင်ကြားပြန်ပြီးပျောက်သွားရောလားကျွန်တော်စဉ်းစားတာခင်ဗျားတို့လည်းစဉ်းစားကြည့်ဦးကြားပြန်ဈေးမြက်ကဘယ်ရလာတော့ဘယ်သူလို့ကြားပြန်ဆိုတာရှင်းပြရင်တော့လူလူလားဆက်ပစ္စည်းလားကြားပြန်ဆိုတာလူလားဆက်ပစ္စည်းလား ကြားဖြန့်ကလူမို့လူပြဆက်ပစ္စည်းမဟုတ်ဘူးဆက်ကအဲ့ပစ္စည်းတွေကပြန်ဝင်လို့ရတယ်ခင်ဗျားခင်ဗျားအစာအုပ်တွေပြိုချပြစ်လေအဲ့အစာအုပ်ပြိုချပြစ်လေခင်ဗျားအခုဘာလဲဆို12ပေခွဲ12ပေလောက်ရှိတယ်ဆယ်ပေပတ်လည်းအခန်းလေးရှိကြားဖြန့်လုပ်လို့ရတယ်တနင်္ဂနွေလုံးမှရှိတယ်ရန်ကုန်မှာမန္တလေးမှာဒီမျိုးရှိတိုက်ခန်းလေးတွေကိုခဏငှားပြီးတော့ကြားဖြန့်လုပ်လို့ရတယ်ဆက်ပစ္စည်းတွေကတော့ဝယ်ခဏလေးရေလူရဲ့ system လူနဲ့စနစ်အဲ့နှစ်ခုကရှိပြီးသားဖြစ်တဲ့အတွက် ဒီစက်ပစ္စည်းတွေကမြင်ရတဲ့ hardware ကြီးတွေဘာမှသုံးစားလို့မရဘူးသူကသူမီးပဲရှိလို့ဟိုလက်ကြီးစနေပဲချိန်ချင်းရလို့လို့အဲ့ဒါကြားပြနေနေတာလို့ကျွန်တော်မယုံကြည်ဘူးကြားပြကိုတကယ်နေချင်းရင်နေနေချင်းစတားတွေကိုနေနေနေဂိုင်းစတားတွေကိုနေနေရမှာဂိုင်းစတားတွေကိုတကယ်ဖမ်းရမှာတကယ်ကောင်တွေကိုဖမ်းရမှာတကယ်နေနေချင်းပြောတာเนาะကြားပြကိစ္စမှာတကယ်ကို key point မှာပါနေတဲ့ key point ကိုရှာဖမ်းရမှာကဲမွေးစွာနေနေနေတဲ့မြို့မွေးစွာနှစ်စင်နှစ်စင်မီးတွေရှို့ပြနေတာအဲ့တော့မွေးစွာနှစ်စင်မီးတွေရှို့ပြတာအဲ့မွေးစွာဟိုမွေးစွာအထုပ်ကလေးတွေရတယ် ငိုပြီးတော့နောက်နောက်တားတော့ဝေ့ပြီးတော့လုံးတော့ပါရည်ပြောမလားအခုလည်းကွန်ပျူတာတွေကလက်ပြော်တွေကနေပြီးတော့သူ့ဘောတက်ချိန်လိုက်လက်ကြည့်သေးကြည့်ပြီးတော့တားတော့ထိပ်ပါလေညာတားတော့တွေတားတော့တွေမှားပါပြီတားတော့တွေနောက်ကွန်ပျူတာကြားပြတ်မလို့တော့ပါဘူးဆိုပြီးတော့မလားအဲငိုများငိုဘောဖြစ်မလားပြောမလားစက်ပစ္စည်းတွေကစကားမှမပြောရတာဗျာကွန်ပျူတာတွေစကားမှမပြောရတာသူတို့ကလိန်တတ်သလားလူကအဲ့လူတွေတုံးပြီးလိန်တာလားတူးစီတုံးပြီးလိန်တာလားအဲ့တူးစီကဝယ်လို့ရတယ်စက်ပစ္စည်းတွေကဝယ်လို့ရတယ်အခုဖြစ်နေတာကြားပြန် system ကိုနှိမ်နေရမှာဖြိုခွဲရမှာ သူ့ system ကိုဖြုတ်ပြပြမယ်။ကြားဖြန့်ခေါင်းဆောင်တွေရဲ့ network ကိုဖြတ်တောက်ပြရမယ်။အဲ့ဒါကိုနှစ်ခုကိုဖြတ်တောက်နိုင်မှရမှာ။ပြီးရင်ကျွန်တော်တို့ဖုန်းတွေကိုလာတဲ့ SMS တွေ၊ကျွန်တော်တို့ဖုန်းတွေလာတဲ့ SMS တွေနဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့ message တွေ၊ message တွေမှာ link တွေပါလာတာ၊ကြော်ညာတွေကကျွန်တော်တို့မကြိုက်ဘဲနဲ့ဝင်လာတဲ့ကြော်ညာတွေ၊ကျွန်တော်တို့မသိဘဲနဲ့ဝင်လာတဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့အဲ့ဒါတွေကိုတားရမှာ။ရှင်းပြဖြစ်နိုင် internet မှာဖြတ်ပြလိုက်မှာပြကော။ internet ဖြတ်ပြလိုက်တော့ပွဲကပြီးတော့ကြားဖြန့်မရှိတော့ဘူး။ညီမညီမ internet ကိုကျွန်တော်တက်လာတော့ဖြတ်ပြလိုက်။ကြားဖြန့်ပြီးတော့ဇက်သိမ်းပါဦး။တကယ်ပေါ့လား။ ဒါ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 မဲ့အင်တာနက်ကဖြတ်ပြလို့တော့မရဘူးလေမရဘူးတော့ဘာလဲအင်တာနက်ကအခုအလုပ်တွေအခုရက်ကုန်မပန်နေဘူးရက်ပေါ့တော့တော့ကျော်ပြောချင်တာကြားဖြတ်နေနေချင်းကြားဖြတ်ကဘယ်ရလာဘေးတော့ပေါ့အင်တာနက်မရှိရင်ကြားဖြတ်မရှိဘူးလက်စမီမရှိရင်ကြားဖြတ်မရှိဘူးရှင်းရှင်းလေးအင်တာနက်မရှိရင်ကြားဖြတ်မရှိဘူးလက်စမီမရှိရင်ကြားဖြတ်မရှိဘူးနော်နောက်တစ်ခုကဘာလဲဆိုတော့ system အဲကြားဖြတ်လိမ်ဖို့တဲ့ system ရေးထားရှိတယ် malware software ရေးထားအဲ software တွေ application လို့ပြော software တွေ application မဟုတ်ယာနေချီဆွဲထားတဲ့နေရာရှိတယ် bitcoin တော့ချိန်တိုင်းရှိတယ်အဲ့နောက်ဝကြီးကိုဖြတ်တော့ပြရမှာအဲ့ system ကိုတားရမှာ ပြီးရင်အဲ့ဒီဘသူတွေမှာ Bitcoin account တွေရှိလဲဆိုတော့စုံစမ်းမှာ export ထုတ်ရမှာလိုက်ရမှာပြီးရင်အဲ့ဒီ Bitcoin account အကြီးဆုံးခိုင်းတာဘသူလဲအဲ့ account တွေဇက်တွေလိုက်ဇက်တွေဇက်တွေလိုက်ရမှာပြီးတော့အဲ့ Jar ဖြန့်ရဲ့ network key player တွေဘသူတွေလဲဒီ Jar ဖြန့်ပါလဲဆိုတော့ lightning နေနေပွဲတက်တယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့အော်ဘာလဲဆိုတော့ဟို Jar ဖြန့်နေနေနေတယ်ခိုင်းဖြားခိုင်းတာကြီးလိုက်ခုတ်နေတော့ Jar ဖြန့်နေနေနေလို့ပြောရင်ကျွန်တော်ရည်လဲရည်မပြားကျန်တာပြောမနေဘူးခင်ဗျာကျန်တာဘသူမားတယ်မန်တယ်ပြောမနေဘူးအစိုးရတော့နေနေမယ်ဆိုခိုင်းတာလဲခိုင်းပြားချတော့ငါတို့နေနေနေပြီတဲ့နေနေဒါပေမဲ့ तू ခုတ်နေတာခိုင်းဖြားခိုင်းတာလေ ကျွန်တော်အဲ့တော့ဘာပြောမှမသိဖြစ်နေတယ်အဲ့တော့ပို့ပြီးရည်ကျင်သွားတာမနေ့ကဖုန်းတွေကိုတခါတော့ဟိုလမ်းကျင်းတက်ကြည့်ပြကွန်ပျူတာတက်ကြည့်ပြအဲ့ဒါယူကြားပြနေနေလုံးနေပါတယ်ဓာတ်ပုံတွေရောရှားယူစဉ်းစားတာဩကြားပြန်ပျောက်ပြီလို့ကြားပြန်ပျောက်ပြီလို့ဘယ်နှပျောက်သွားလဲဆိုတော့ဒီလားရှာမရအောင်ပြောက်သွားတာသူတို့သိရှာမရတော့နောက်နောက်ဘာလိုက်မရတော့ဘယ်ဘောမသိမဲ့ကြားပြန်ကြီးပြောက်သွားပြီးတော့နေရာဆုံးမှာပေါ်လာမှာအဲ့တော့သွားပြီလို့ကျွန်တော်ထင်တယ်ဒီကြားပြန်ကတော့ပြီးမှာမဟုတ်ဘူးဇက်သိမ့်ကြီးကဘာကြီးမှာကျွန်တော်တို့ကကြားပြန်နဲ့အတူရှင်တွဲနေနိုင်ခြင်းဖြစ်ပြီ ကျွန်တော်တို့ကဘာကြီးမှာမွေးစေဝါတဲ့လူရှင်တွေနေချင်းဖြစ်လာပြီအခုကြားပြန်နေရှင်တွေနေချင်းဆိုတာဖြစ်လာပြီဘာလို့လဲဆိုတော့ internet တွေဖုန်းတွေရှိနေသေးတဲ့ွေကျွန်တော်တို့ကြားပြန်မပြီးဘူးမပြောက်ဘူးပြီးအဲ့ဒီမှာ aggregator တဲ့အရာရှိတွေရှိနေသေးတဲ့ွေအဲ့ဒီလိုက်စားတဲ့လက်နက်ကင်တပုံတွေရှိနေသေးတဲ့ွေကြားပြန်မပြောက်ဘူးနော်ပြီးတော့ဘုံမတိကိုမတိဘုံမတိဘာမတိနဲ့ကိုတိုင်ခန်းကိုတွားပြီးငားလိုက်တာအဲ့ဒီလူတွေကြားပြန်လုံးဝမသိဘာမတိငားလိုက်တာတွေရှိနေသေးတဲ့ွေတွားပြီးကြားပြန်မပြောက်ဘူးခင်ဗျနေရာဆောင်မပြတ်နေတော့ပြီးပြီးတော့ပြီးတော့ကြားပြန်ကိုအစကတည်းကကြားပြန်အရှင်တရုတ်က တရုတ်ကတရုတ်ကျွန်တော်ပုံမှန်လည်းမဲ့ဓာတ်ရိုက်ပဲဗျာကျွန်တော်ဆွဆွဲမယ်ဗျာကဲဆွဆွဲပြီဗျာကြားပြန်ကတရုတ်စီစီဟိုကွန်မြူနတီပါတီရဲ့ဟိုဟွာတွေကပလော်တဲ့တခုပဲတရုတ်ကွန်မြူနတီပါတီရဲ့ဒီသူ့ရဲ့ဥပါဒေမြေတဲ့တခုပဲသူ့ရဲ့ကစားကွက်တွေကကစားကွက်တခုပဲကြားပြန်အဲ့တော့ तू ကသူဘာလုပ်လဲဆိုတော့သူ့ကိုသူသိတယ်ဒါအဲ့တရုတ်ကွန်မြူနတီပါတီရဲ့လူသူ့ကိုသူသိတယ်အဲ့သူတို့ဘာကစားလိုက်လဲဆိုတော့ကျွန်တော်သူ့ကိုသူတို့ကိုသူတို့သိတယ်သူတို့ဘာကိုကစားလိုက်လဲဆိုတော့သူတို့သိတယ်အဲ့ကစားတဲ့ကစားကွက်ထဲမှာ မြန်မာတို့အိမ်ကြီးချင်းနိုင်ငံတည်တည်လေးတွေကဘာမှမဟုတ်ဘူးနဲ့ဟိုအဲ့ဒါယူဟုတ်ကြီးမှတ်ပြီးရှောက်လိုက်နေတာကြားပြန်တကယ်ဟွာကတရုတ်ပဲကဲခုမှစပြန်နော်အဲ့တော့ခင်ဗျာကြားပြန်ပြောက်ချင်ရင်တရုတ်ပြောက်မှရအဲ့လိုပြောပါရအဲ့လိုပြောဦးမယ်တရုတ်ပြောက်ပါမယ်တခိုးချိုးတရုတ်တွေဝင်မလာအောင်တားနိုင်ပါရတယ်တခိုးချိုးတရုတ်တွေဝင်လာနေသေးဆိုရွေ့အဲ့မှာတက် ကျွန်မများလာပြောရဲနော်သူပါတော့ကျေးဇူးရှင်တရုတ်ကိုဘာမှမပြောကြပါနဲ့ဆိုပြီးမှသူ့လူတွေသူထိန်းတာရှိရဲနော်အခုဆိုရင်ကျွန်မများစပြောပြီးတေးကြတယ်ဒီကောင်နီးတော့နီးနေပြီကြားပြန်ရဲမပြီးဘူးပြီးတော့အဲ့ကောင်တွေသင်ပေးလိုက်တာမြန်မာပြည်ကလူတွေကြားပြန်တက်သွားပြီးတော့နည်းနည်းလေးတက်သွားတာပေါ့ဒါပေမဲ့တကယ် system ကြီးတွေ malware software တွေ spyware တွေအဲ့ဒါကိုဘာမှသူတို့မသိဘူးမဟုတ်ဘာမှမသိဘူးမသိမဲ့သူတို့ကလည်း computer တွေကနေဖုန်းလေးနဲ့ AI နဲ့လူတို့လိမ်ပြီးတော့အဲ့ဒါကြားပြန်လို့သူထင်တာတကယ်ကြားပြန်စိတ်ကအဲ့ဒါမဟုတ်ဘူးသူ့ရဲ့ပုံကြီးမြင်နိုင်ရှိတယ်အဲ့ဒါတွေကကလာအိုမှာရှိတယ်ကမ်ဘောဒီးယားမှာရှိနေတယ်ကျွန်တော်ခဏခဏပြောတယ်အဲ့တော့ ီးသွားပြီမြန်မာပြည်မှာကြားဖြန့်ဘာမှမဟုတ်ဘူးမြန်မာကြားဖြန့်ဆိုတော့တေးသေးလေးအเจ้าရကတော့တေးသေးလေးအဲ့ဒါကြောင့်ကျွန်တော်ပုံနဲ့ပြောရရင်တော့ဒီကိစ္စမှာကြားဖြန့်နေနေဆိုပြီးကွန်ပျူတာတွေဟိုဘူလူစာနဲ့ချိုးချိုးနင်းချေပြလို့လက်ကြည့်တွေချိတ်ချေပြလို့ကြားဖြန့်ပျောက်သွားမယ်လို့ထင်နေရင်အဲ့အိမ်မက်ကနိုးဖို့တင်ပြီအဲ့အိမ်မက်ကနိုးဖို့တင်ပြီနောက်တစ်ခုကဘာလဲဆိုတော့ဒါရီယာဘာလဲဆိုတော့ဖိုတိုပိုလစ်တစ်ဖိုတိုပိုလစ်တစ်ဖြစ်နေတယ်ဖိုတိုပိုလစ်တစ်ဖြစ်နေတယ်အဲ့ဒါလေးပြင်နိုင်အောင် ဘယ်လိုကြိုးစားမလဲဘယ်လိုလုပ်မလဲစဉ်းစားဖို့လိုတယ်เนาะရှင်းရှင်းပြောရင်တော့ဟိုတခါကြိုက်ကြီးစရာကောင်းတဲ့အတိတ်သမိုင်းလေးတွေမပြောချင်ဘူးပြောလိုက်ရင်နေထိုင်တက်တက်အကုန်ညှိကုန်ပဲမပြောဘူးအဲ့တော့ကြားဖြန့်ဒီကွန်ပျူတာတွေဖုန်းတွေပေါ်မှာရှိနေတာမဟုတ်ဘူးကြားဖြန့်ကဒီလိုပြောရင်တော့ကြားဖြန့်ကလူလိန်နဲ့လူတွေနဲ့ system စနစ်တွေထဲမှာရှိနေတာဘာလို့သုံးချလိန်လဲ internet ကိုသုံးချတယ်အဲ့ဒီ internet ကလည်းမီးရှိမှရအဲ့တော့လူလူရဲ့စနစ်ရဲ့ internet ရဲ့အဲ့ဒီပေါ်မှာခြေတဲသွားပြီးတော့ လိမ့်နေတာဖြစ်တယ်အဲ့ internet ကိုမိဖြတ်လိုက်ပွက်ပြီးသွားတယ်အဲ့တော့အဲ့ဒါကိုသိရင်ဘယ်နေရာကိုလိုက်ရမလဲဆိုတော့သိဖို့လို ကဲနော်ဒါတော့သူ့ဘောက်မေးရမှာနော်သူ့ဘောက်တိပြီးသားသူ့ဘောက်တကယ်လို့ဖမ်းရင်တော့သူ့ဘောက်ခေါင်းဆောင်ဖြစ်နေမှာဆိုတော့သူ့ဘောက်မလို့ရဲဘူးလေနော်ဘာပြောပြောခုချိန်မှာဆိုတော့တရက်ကိုဒီလိုမျိုးသူတို့ထည့်ပြောလာပြီဆိုတော့နည်းနည်းတော့စဉ်းစားဖို့လိုတာပေါ့နော်။ဘာလို့ဆိုတော့သူ့အဘကိုယ်တိုင်ကအခုဆိုရင်မိုးကုတ်မှာဖြစ်တဲ့ကိစ္စမျိုးဆိုရင်အဲလာရှိုးမှာပေါ့နော်။လာရှိုးမှာဆိုရင်ဒီအချမ်းဖက်စစ်ကောင်စီဖွဲ့တွေကတခုခုဆိုရင်ဒီ MND ကိုပျော်မှုမှလောက်ရတဲ့ကိစ္စမျိုးတွေရှိတယ်။အဲဒါလေသူတို့လုံးဝမကြိုက်ဘူး။မကြိုက်တဲ့ခါမှာမင်းအောင်လိုင်းနည်းနည်းပြိပြခဖြစ်ကြတယ်ပေါ့ဗျာ။ဖြစ်ကြတဲ့ခါမှာမင်းအောင်လိုင်းကဘာပြောရလဲဆိုတော့သူတို့လူတွေကို ကျေးဇူးရှင်တရုတ်ကိုမစော်ကားနေရဲ့ဆိုပြီးမှသူတို့ကလူထိန်းထားတဲ့အနေထားပေါ့နော်အဲ့လောက်ထိတရုတ်ကိုကြောက်နေတယ်သူ့အဖေကသူကအခုဒီကြောင်ရကိစ္စတရုတ်ပါပါညာဆိုလွှဲချလာတာဘယ်လိုမျိုးအခင်းကျင်းဆိုတာကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ဘာဖြစ်ပြီးတော့အခုအမေရိကန်ကဝင်လာလဲကြာရောက်သူတို့ဟိုဘက်မှာပေါ့နော်တကယ်ပဲဟိုအကုန်လုံးဘလောင်ဘလောင်ဘလောင်ဆူပြီးပါပေါ့နော်ပြရခက်နေကြပြီပေါ့ဘာဖြစ်ပြီးတော့သိကြတယ်ဒီကြောင်ရကိစ္စနဲ့ပတ်သက်ပြီးသူတို့ခေါင်းဆောင်သူတို့လှုပ်ထားတာသူတို့ခြေရလက်ရရှိလို့သူတို့ကြောက်နေဖြစ်ပါတယ်နော် ကြကြုံနောက်နောက်နောက်ထောင်ပါတော့ဒီတသိပြောထားတဲ့သတင်းလေးနောက်ထောင်ကြည့်လာအောင်နော်နိုင်ငံရေး platform ကိုမဖြည့်ဆည်းကြမယ်လို့ပြောတဲ့ဥက္ကူကြီးဆိုနော်ဥက္ကူကြီးကခုချိန်မှာဆိုရင်အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော်တော်ကိုဘောမအနေနဲ့တွေ့ရပါတော့ဘောမတဲ့စစ်တော်ကြော်သွားပြီပေါ့နော်အဲ့တော့တသိပြောတာတစ်ချက်နောက်ထောင်ကြည့်အောင်နော်ဆိုတော့ကျမကပြောချင်တာဖြစ်ပါတယ်ပေါ်ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်ကျမတို့မျက်လုံးထဲမှာတော့မှတော်စပင်ဝေးဆူပါတယ်ကြားရတာနားထဲမှာကတ်နိုင်နေပေါ့ဒီတူလူလူမျိုးတစ်ယောက်ကဟာလာဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေ သူကြားရတဲ့ခါကျတော့ခြေစရာကြီးပေါ့ဒါနောက်တစ်ခုကသူပြောတဲ့ဇာတ်ရင်မှာကြောက်တက်ရင်နိုင်ငံရေးမလုပ်ဘူးเนาะဟိုထောင်ကိုဘလို့ကြခဲ့တာလို့ဘလို့နှစ်ကြာကြီးကြခဲ့တာလို့ဒေါက်တာတွေရှောက်ပြောနေတာပေါ့ပြီးတော့သူပြောလိုက်ပါသေးတယ်နိုင်ငံရေးသမားတယောက်ဟာတဲ့ဒီသူလူတို့ချစ်တာကိုပဲလူကျင်တဲ့အားပေးထောက်ခံတာကိုပဲလူကျင်တဲ့ဝေဖန်ဆဲဆိုတာတွေကိုတော့ထောင်ကြမှာထက်တောင်ကြောက်ပါတယ်ထောင်ကြမှာချက်ဝေဖန်ဆဲဆိုတာကိုကြောက်တယ်ဆိုရင်ဘာဖြစ်လို့ ကြောက်တန့်ရင်နိုင်ငံကြီးမလုပ်ဘူးလို့ပြောရတာတော့ဥပုပ်ကူကြီးရဲ့နော်အဲ့တော့နိုင်ငံကြီးပလက်ဖောင်းကိုမဖြည့်စည်းကြနဲ့ဆိုတဲ့စကားကိုလည်းသူပြောလိုက်ပါတယ်ဟိုအဲ့ဒါကိုထက်ခါထက်ခါပြောပါတယ်နိုင်ငံကြီးပလက်ဖောင်းကိုမဖြည့်စည်းကြပါနဲ့တဲ့အဲ့တော့နိုင်ငံရေးပလက်ဖောင်းကိုအခုရွေးကောက်ပွဲကိုလုပ်မယ်ဆိုရဲအတူရောင်ရွေးကောက်ပွဲကိုဖန်တီးနေကြတဲ့အာနာရှင်တွေကိုယ်တိုင်တော်တော်ဖြက်စီခဲ့ပြီးသွားပြီเนาะ ော်တော်လေးကိုဥပဒေကိုစောက်ထိုးမိုးမြော်ဖြစ်အောင်ကင်တွယ်ပြီးတော့စီးမဲ့ကမ်းမဲ့နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးလိုက်ပြီးတော့เนาะအဲ့တော့အခြားလူတွေကိုဂျန်တူလိုသဘောထားပြီးတော့နိုင်ငံရေးပလက်ဖောင်းကိုမဖျက်ဆီးကြပါနဲ့ဆိုတော့တိုင်းပြည်တပြည်လုံးကိုဂျန်တူလိုသဘောထားပြီးနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးနေတဲ့ကောင်းကြီးလှုပ်တဲ့ရွေးကောက်ပွဲမှာရှင်တို့က နေရတနေရရကိုစူးစမ်းနေမှာတီးတာနေတာဒီဘာတွေလီလာလာတွေရှောက်ပြောနေတာလေဥပုပ်ကိုကြည့်ရဲ့ဟမ်နော်အဲ့တော့ရှင်တို့တွေကလူကြားကောင်းအောင်ရှင်တို့ပြောတာတွေတော့ရှိတာပေါ့ဟိုနိုင်ငံရေးကိုနိုင်ငံရေးအရအဖြေရှာမယ်ဆိုတဲ့စကားတွေနိုင်ငံရေးကိုနိုင်ငံရေးနီးလန်းနဲ့ချိတ်ကပ်မယ်ဆိုလိုတာကရှင်တို့နိုင်ငံရေးနီးလန်းနဲ့ချိတ်ကပ်ပြီးတော့ဒီစစ်ကောင်းဆောင်တွေကိုရှင်တို့ဆွေးနွေးမယ်ပေါ့ပြည်သူအတွက်ပြောမယ်ဆိုမယ်ပေါ့ဟမ်ဒါရမွဲပြပစိုးကြီးလေ ဟုတ်လားရှင်အရှက်မရှိရှောက်ရှောက်ပြောနေတဲ့စကားကြီးကရက်တင်ပြီလို့မထင်ဘူးလားကိုကိုတိုင်းရမွဲပြမစိုးကြီးတခါလာလိုက်ဒီမစိုးကြီးပဲဝေဝေပြတင်တယ်နော်အဲ့တော့ဘလို့မှဆွေးနွေးလို့မရလို့ဘလို့မှမဆွေးနွေးခြင်းလို့တော့ပြိုင်ဘက်ပါတီတွေကိုထောင်ထဲထည့်ထားတဲ့ကိစ္စဟုတ်လားရှင်တို့လည်းခုဝင်ပြိုင်နေရတာလွတ်လွတ်လပ်လပ်ဝင်ပြိုင်နေရတာမှမဟုတ်တာရှင်တို့ကိုယ်တိုင်တော့မှဟမ်ရှင်စကားထဲမှာကိုရှင်ကအဖေတွေကပါနေပြီရှင်ကိုယ်တိုင်ပြောသွားတယ်လေတစ်ဖက်ကကျမတို့ဒီတော်လိုင်းဘက်က လော်ဘီတွေပြောနေဆိုနေတဲ့အခါကျတော့တစ်ဖက်ကလည်းပြန်ကြောက်နေရတယ်ဟိုမှာမူဝါဒတွေချမှတ်လိုက်เนาะစီမင်းစည်းကမ်းတွေဆွဲလိုက်နေရှင်တို့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့မရမှာအောင်တစ်ဖက်ကလုံမအောင်အောင်ရှင်တို့ကြောက်နေရတယ်လူရှင်ကိုယ်တိုင်ပြောသွားတယ်အဲ့ဒီအဲမှာရှင်စကားထဲမှာကိုအဖေကပါနေပြီရှင်တို့ဘာမှလုံလို့မရဘူးเนาะရှင်တို့ဘာသာရှင်တို့တစ်ဖက်သက်เนาะမယံငယ်ခံနေနေကြတာရှင်တို့တွေကမယံငယ်စည်ရင်ကိုတစ်ဖက်သက်သွင်းနေကြတာဟိုကရှင်တို့ကိုမယံငယ်စည်ရင်နဲ့အဆင့်ထဲမှာတော့ရှင်တို့ထားတာမဟုတ်ဘူး ဟုတ်လားကျောင်းပြည်သူလူတို့ကမျက်လုံးပေါင်းများစွာရှိတယ်နားပေါင်းများစွာရှိတယ်အုံနောက်တွေရှိတယ်ခံစားချက်တွေလည်းရှိအဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူတို့ကမြင်နေရတဲ့အတိုင်းအတာကြီးတိုင်းပြည်မှာဘလို့ကောင်းနေဘလို့ဖြက်စည်းဖို့စူးစမ်းနေတယ်ဘလို့ကောင်းနေတာဟုတ်လားဒီအာနာအတွက်ဒီလိုမျိုးလုံပိုင်ခွင့်နေရဖို့အတွက်ဘလောက်ထိမျက်နှာငယ်ငယ်နဲ့ရှင်တို့လိုလူတွေလေမျက်နှာငယ်ခံပြီးတော့ရှင်တို့စူးစမ်းနေရတာအချက်တရားတွေကင်းမဲ့နေပြီးတော့မှရှင်တို့ရှောက်ပြောနေတယ် ဟုတ်လားရှင်တို့ထောင်ထဲမှာဘယ်နှစ်နေခဲ့တာလို့ရှင်တို့မှာထောင်ထဲမှာဖင်ကျွတ်တက်ပြီးတော့ပဲနေခဲ့နေခဲ့ထောင်ကြတဲ့လူတိုင်းကိုလေးစားရမှာလားကျွန်တော်တို့ပြည်သူလူထုကထောင်ကြတဲ့ထောင်နှစ်ရှည်ကြခဲ့တယ်ဆိုတိုင်းကျွန်တော်တို့ကတော်လန်ရင်းမှာဟုတ်လားနိုင်ငံရင်းမှာအားကိုးရတဲ့လူတို့သတ်မှတ်ရမှာလားနော်အဲ့တော့ရှင်တို့ပြောတဲ့ဇာတ်တွေကိုရှင်တို့ကိုယ်တိုင်ပြန်စဉ်းစားကြည့်အောင်နောက်ပြီးတော့ရှင်ပြောတဲ့မဲပေးတာကမဲပေးရမှာကပြည်သူလူထုရဲ့အလုပ်တဲ့နော်အဲ့တော့ပြည်သူလူလူဟာလူတိုင်းလက်နက်မကင်နိုင်ဘူးတဲ့ဒါပေမဲ့မဲတော့လူတိုင်းပေးနိုင်တယ်တဲ့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ဖြေရှာလို့ရတယ်ဆိုတော့ဟိုနန်းချောင်းကိုရှင်းရတော့အများအားပြောတာပေါ့ရှင်။ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်နဲ့ဖြေရှာလို့မရဘူးဆိုတာရှင်းတို့ကိုယ်တိုင်လည်းသိပါတယ်။နော်ရှင်းတို့ကိုယ်တိုင်လည်းသိပါတယ်။ကြီးသမားအပေါက်တွေအကုန်ပိတ်ပြီးတော့မှရွေးကောက်ဝင်လုပ်နေတဲ့ကိစ္စကြီးကိုဘယ်အပေါက်ကရှင်းတို့ကနိုင်ငံရေးထွက်ပေါက်ဖြစ်နေသွားပြီးအတုံးချသွားပြီးတော့အော်အောင်မှလည်းနော်အဲ့လွတ်တော်ထဲမှာရှင်းတို့အော်ခွင့်လည်းမရှိပါဘူး။ရှင်တို့လွတ်တော်တဲ့ဝင်ခွင့်ရရင်တော့ကန့်ကောင်းရှင်နောက်တစ်ခုကကျွန်မပြောပြလိုက်မယ်ရှင်တို့ ိုစူးစမ်းနေတဲ့ဒီရွေးကောက်ပွဲရှင်တို့ဝင်ပြိုင်ခွင့်ရဖို့အတွက်ရှင်တို့အမျိုးမျိုးစူးစမ်းနေအမျိုးမျိုးပြည်သူမုံအောင်ရှင်တို့ပြောနေတယ်ဟိုဒီစစ်တပ်ကမင်းအောင်လိုင်းပြောပြောပြောရမယ့်စကားတွေကိုရှင်တို့မင်းအောင်လိုင်းကိုစားတွေရှင်တို့ပြောနေတယ်နော်ရှင်တို့အမျိုးမျိုးစူးစမ်းနေကြတယ်ဒါပေမဲ့ကျမတို့ပြည်သူလူထုရဲ့တွားနေတဲ့လမ်းကြောင်းကဟိုစန့်ကျင်ဘက်ပဲရှင်တို့လုံနေတာနေနဲ့လုံးဝစန့်ကျင်ဘက်ပဲအစတည်းကနိုင်ငံရေးအရဆွေးနွေးမယ်ဆိုတဲ့အကြံစီမျိုး ရှိခဲ့မယ်ဆိုရင်ပြည်သူလူထုဟာလက်နက်ကင်ပြီးတော့တော်တယ်ထွက်ခဲ့မှာမဟုတ်ဘူးမှန်ပဲအသက်ပေးပြီးတိုက်ခဲ့ကြမှာမဟုတ်ဘူးเนาะနောက်တစ်ခုရှင်ပြောတယ်လူတိုင်းလက်နက်မကင်နိုင်ဘူးလေเนาะနည်းပေးတာကတော့လူတိုင်းပေးလို့ရတယ်ပြည်သူတိုင်းပေးလို့ရတယ်တဲ့ဟုတ်လားလူတိုင်းလက်နက်မကင်နိုင်ဘူးဆိုတာကတော့ဟုတ်ပါတယ်ညီမတို့တော်လည်းတခုနိုင်ဖို့အတွက်လူတိုင်းလည်းလက်နက်ကင်ကြမလို့ပါဘူးเนาะလူတိုင်းလက်နက်ကင်နေလို့ရှိရင်လည်း ဒီတော်လန်ရေးဟာဒီလောက်အထိကြာမနေတော့ပါရှင်တို့အခုလိုတော့ပြောဖို့အချိန်ရမှာမဟုတ်တော့ဘူးအဲ့လောက်အထိလေလွယ်ကူမနေပါဘူးလူတိုင်းလက်နက်မကင်နေပေမဲ့ကျမတို့နိုင်ငံရဲ့ပညာဓာတ်တွေတော်တော်များများလဲဒီလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်လူငယ်တော်တော်များများလဲရွေးချယ်ခဲ့ကြတယ်ရှင်တို့တုန်းက88လို့မျိုးအချိန်နေလို့မဟုတ်ပါဘူးเนาะရှင်တို့တုန်းကထက်လူငယ်တွေပိုတက်တိရှိတဲ့လူငယ်တွေများစွာပေါ်ပေါက်လာပါတယ် အဲ့တော့အဲ့လိုပြောလို့88ဟိုမျိုးဆက်တွေကိုစော်ကားသလိုလည်းဖြစ်နေဦးမယ်။ဒီမှာပြောချင်တာအဲ့လိုမဟုတ်ဘူး။88မျိုးဆက်တွေချက်ပို့ပြီးတော့မှအင်အားများစွာလက်နက်ကင်လာတာ။နော်။တိုင်းရင်းသားလက်နက်ကင်တွေအားလုံးလည်းဒီတော်အာနာရှင်တွေကိုတော်လန်ပြီးတော့မှဒါပြည်သူမျက်နှာကိုငုံနေကြတာပါ။ဟုတ်လား။အဲ့တော့88မှာချက်ပို့ပြီးတော့ပေးဆက်ရပါတယ်။ပို့ပြီးတော့ပါဝင်မှုနှုံထားပို့များပါတယ်။ထောက်ပို့အင်အားတွေရော ပြည်သူပါဝင်မှုအင်အားတွေရော CDM အင်အားတွေရောပို့ပြီးတော့များပါတယ်အင်အားတွေကနော်ဒီအင်အားတွေကိုကျမတို့ကတော့ယုံကြည်မှုအပြည့်ရှိတယ်ကျွန်တော်တို့ကြောက်တက်တဲ့လူတွေကတော့ဘယ်ယုံကြည်မှုကျွန်တော်ပါဇက်ကတာမကြောက်တတ်ပါဘူးလို့ပြောနေတာကျွန်တော်အခုပြောနေတဲ့ဇကားတွေတော့ရှင်တို့ကစကလုံးကိုရွေးချယ်ပြီးတော့စစ်ကောင်စီအာဏာရှင်တွေကိုမထိမဲ့စကလုံးတွေကိုပဲရှင်တို့ရွေးချယ်ပြောနေရတာပြည်သူကိုကြတော့ရှင်တို့ကြိုက်တယ်လို့ပြောရဲတယ် အဲ့ဒီအာနာရှင်တွေရှင်တို့ကိုရွေးကောက်ပွဲဝင်ခွင့်ပေးထားတဲ့အာနာရှင်တွေကိုရွေးကောက်ပွဲဝင်ခွင့်မရမှာစိုးလို့ဘာတခွန်းပြောရဲလဲအဲ့တော့မဲပြရမှာပြည်သူအလုပ်လို့ရှင်ပြောတယ်ပြည်သူကရှင်တို့ရွေးကောက်ပွဲကိုစိတ်မဝင်စားတာ ကျင်းတို့ဘက်ကကဲဒါတော့ဗောနော်ဥကူကြီးစကားနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြောပြထားတယ်မသေးပြီဖြစ်ပါရင်เนาะအဲ့တော့ဥကူကြီးတော်တော်ကိုပပဆက်ကိုတို့လည်းဘောမနေဗောနော်အဲ့တော့သူ့ရဲ့နိုင်ငံရေးဟိုတုန်းကဒီ88ရဲ့ပုံရိပ်တွေကတော့အားလုံးမရှိတော့ပါဘူးเนาะခုချိန်မှာဆိုရင်တကယ်ပဲသူ့ရဲ့ကိုဂျိုးစီးပွားအတွက်မင်းအောင်လိုင်ကို အောက်ကျလူထောက်ပြီးပေါင်းနေတယ်ဆိုအားလုံးလည်းသိပြီးသားဖြစ်ပါရင်เนาะအဲ့တော့ဒီတော်လိုင်းကြီးမှာအသက်ပေးသွားတဲ့ကိုဂျီမီကိုလည်းအားနာပါအောင်ဆိုပြီးပြောလိုက်တယ်အဲဒီနိုင်ငံရေးအကျဉ်းဆောင်တို့ရဲ့စကားနားအောင်ကြည့်အောင်เนาะ ဲမခင်ကျုလေဒီတိုင်းပဲဘာဖြစ်လို့အဲ့ဒါကိုထုတ်ပြောနေတာလဲလုံမမလို့လားအဲ့ဒါကျွန်တော်တို့ကိုဘသူဘသူကမှစီယုံပြီးတော့သွေးဆောင်ပြီးတော့ဖျားယောင်ပြီးတော့ကျွန်မတို့နိုင်ငံရေးလုပ်ကြပါလို့ပြောကြတာမရှိဘူးဒါကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာဟာဘလို့ပြဆရတာတို့ဟုတ်ပြီနော်ဘလို့ဆွလွန်စွန်စားလို့ရတော့ဘလို့ဘွားတွေပေးခဲ့ရတာအဲ့ဒါဒီပြောစရာဘာအကြောင်းမှမရှိဘူးနော်အဓိကအတိုင်းကြီးကောင်းပေါ့ဟုတ်ပြီနော်တီတူလူတို့ဒီ စစ်ကြုံဘဝနေပြီးတော့စစ်ဖနာအောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ဖို့ဒါကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒဘာဖြစ်ချင်တာလဲမင်းရင်အဲ့ဒါဖြစ်ချင်တယ်ကောင်းပြီအဲ့တော့ကျွန်တော်ပြန်မင်းမယ်ခေကျူကရောဘာဖြစ်ချင်နေတာလဲ clear message နော်အဲ့ဒီမှာတောင်းဆန်းချင်ချင်နောက်ဆုံးတော့ပါဗျာနော်အနာသိအနာလူခံလိုက်ရပြီးတော့အခုတော့ရှင်းပြောရင်အဲဒီဟိုတဲ့ပေါ့ဗျာတက်ကြီးအကျဉ်းဆံပေါ်ရောက်နေ အဲ့ဒီအတွက်ရောအဲ့ဒီအတွက်ရောဒေါက်တာသူကြီးအပါဝင်တမရာကြီးအပါဝင်နိုင်ငံကြီးအချင်းသားတွေအလုံးချင်းချင်းဖြစ်လွမြောက်ရေးအတွက်ကြေကျွမှာဘာအစီအစဉ်တွေရှိလဲအခုရုပ်ကဘယ်ကမ်ပိန်းလုပ်နေပြီလဲဘာအစီအစဉ်တွေရှိတော့ယနေ့ပြည်သူလူထုကဖိနှိပ်ခံဘဝရောက်နေတယ်စစ်ကြောဘဝရောက်နေတယ်စစ်ဖက်အောက်ရောက်နေတယ်တလောက်ဒုက္ခပင်လယ်ဝင်နေတဲ့ပြည်သူတွေ ဟုတ်ပြီနော်ဆိုတော့အဲ့မှာဘာလေးတခုတည်စံစကားပါကြင်လဲဆိုရင်တဖွဲ့တည်းဖြစ်ခဲ့တယ်ရဲဘော်ရဲဘက်ဖြစ်ခဲ့တယ်လုံဘော်ကံမေးတွေဖြစ်ခဲ့တယ်ကိုချင်းမီအခုຫນွေဦးတော်လာရေးမှာလေရရလက်နဲ့ရရနီလန်းကြရတောင်းဝင်ကြရအခန်းခဏအနေပြီးတော့အာတူတူဘက်ကနေပြီးတော့နော်အာဒါသူကအပောင်ဝင်ပြီးတော့သူဆောင်ရွက်ခဲ့တယ်ဒါပြင်မဲ့ဒီဆက်အာနာရှင်တွေပဲဖမ်းနေ ုံမှန်မျိုးမျိုးတက်ပြီးတော့တေတံပေးတယ်ပြီးလဲပြီးကိုထောင်ထဲမှာပဲလူမသိသူမသိတေတံပေးပြီးတော့မိသားစုဝင်တွေကိုအမေရှိရသားနဲ့မိသားစုဝင်တွေရှိရသားနဲ့အလောင်းပြမပြီးရရဆက်ဆက်လုပ်ပြတာနော်တောင်းပြီးပြင်ကျုနေနဲ့ကိုယ့်ရဲ့လုပ်ဖို့ကံပဲကိုယ့်ရဲ့ရဲဘော်ရဲဘဲဖြစ်ခဲ့တယ်ကိုကြည်မင်းရဲ့မျက်နှာကိုထောက်ထားဖို့လိုတယ်သူတို့မိသားစုတွေစာနာဖို့လိုတယ်ထုံနေတူသွားပဲရင်းနေထောင်ထဲ ထောင်သီးသီးမှာရှိနေတဲ့နိုင်ငံကြီးအကျဉ်းသားတွေအမှန်တရားအတွက်တရားမျှတမှုတွေတိုက်ပွဲဝင်ရင်းနဲ့ຫນွေဦးတော်လိုင်းရင်းမှာရဲတော်ပုံမှာကြဆုံးသွားတဲ့သူရဲကောင်းအဲ့အဲ့အရာတွေကိုလည်းထောက်ထားဖို့လိုတယ်လေကေကျုရင်းဒီပေးဆက်မှုဟာမပြောပါတော့ဘူးလေအဲ့အရာတွေကိုဘာဖြစ်လို့ထောက်ခေါ်ပြီးတော့ပြောနေတာလဲကိုကြီးမီကိုတေတာပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကေကျုပ်အနေနဲ့ထောက်ဖော်ပြောဆိုတာလည်းရှိသလားဒီကြားထဲမှာចောင်းသားခေါင်းဆောင်အမျိုးသမီးလေးဖြစ်တယ်မဝိယာကြာဆုံးသွားတဲ့အချိန်မှာတော့မှာ65နှစ်နဲ့6လကြာခဲ့တဲ့ကိုမြားကြီးတွားပြီးတော့သူ့မိသားစုကိုရေဝေးမှာเนาะအားပြေကလက်သိမ့်စကားတွေပြောခဲ့တယ်ကေကျုပ်ဓာတ်တွေရောလုတ်ခဲ့တယ် နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာနိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ်မှာကိုယ့်ရဲ့လုပ်ဖို့ကြိုင်ပဲကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာရဲဘက်ရဲဘက်တွေအပေါ်မှာခေချူရဲ့သဘောထားရဲ့တည်တယ်ဆိုတော့ကျွန်တော်ဗာလေးကိုဆက်ဆက်တည်းပြောခြင်းလဲဆိုတော့ခေချူကရွေးကောက်ပွဲနဲ့ပတ်သက်လို့သူဘာတွေမျောလင့်နားလဲတော့မပြောတတ်ဘူးပေါ့နော်သူကသူသိလိမ့်မယ်ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြည်သူလှူရှားပြည်သူလှူရှားမှု platform ပေါ့ဗျာ people နော်အဲ့ platform ပေါ့ people ပေါ့သူကစစ်တမ်းကောက်တယ်ခင်ဗျအဲ့တော့အော်တိုဘတ်29ရက်ကနေစပြီးတော့နိုဝင်ဘာလ9ရက်နေ့ဒီကောက်တယ်နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်တယ်အဲ့တော့ဒါတော့ဗောနော K2 ဆိုတာကတော့သူဥက္ကူကြီးကိုပြောတာဗောနော်ဥက္ကူကြီး ਨੇ ပတ်သက်ပြီးတော့နိုင်ငံရေးအချင်းကြခံရတဲ့ဟာတွေကိုဘယ်လိုလဲ ကုံဖော်ပြီးတော့ဗောနော်ဒီမျိုးပြောမယ်တော့ ਨੇ ဗောနော်အခုအချိန်မှာဘာလို့လဲဆိုရင်ရေးကြည့်တယ်ဆိုပြီးမှထုတ်ပြောလာမှာဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲပြောအခုကြီးကတော့တွန်လိုင်းနဲ့ပတ်သက်ပြီးတစ္ဆာဖောက်သွားပြီဗောနော်68ကသူ့ရဲ့ပုံရိပ်တွေကတော့အားလုံးကတော့မရှိတော့ပါဘူးနော်โอเคဒီနေ့လည်းပိုင်းအတွက်သတင်းပြီးတော့ဒီလောက်ပါပဲအစအဆုံးကြည့်ပေးတယ်မိမပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံသမျှဆောင်သမျှအရာအားလုံးပဲအောင်မြင်ကြပါစေတောရီမှာ begin ကြပါစေလို့ဆုတောင်းပေးပါတယ်ညကြမှာနောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြန်တွေ့ကြမယ်နော်